အဖေကအေးသွေးအမေကအိုသွေးဆိုရင်တာသမီကဘာသွေးဖြစ်မှာလဲအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကမိဘရဲ့သွေးမျိုးစားပေါ်မှာမူတည်ပြီးတော့တာသမီတွေမှာဘယ်လိုသွေးအုပ်စုတွေဖြစ်နိုင်လဲဆိုတာကို sharing လုပ်ပေးမှာဖြစ်ပါတယ် အားလုံးအများအသိရှိနားလည်ဖို့အတွက်ပေါ့နော်အလွယ်ကူတဲ့ terms လေးတွေအသုံးအနှုန်းလေးတွေနဲ့ပဲအခုဗီဒီယိုကို sharing လုပ်ပေးပါပါမယ်ဒီဇာတ်လေးတွေမှာဆိုရင်မိဘနှစ်ပါးမှာပါတဲ့သွေးအမျိုးအစားတွေအလိုက်ပေါ့နော်ကိုယ့်ရဲ့သားသမီးမှာဘယ်သွေးအမျိုးအစားလေးတွေဖြစ်နိုင်လဲဆိုတာကို sharing လုပ်ပေးပါမယ်ဒီဇာတ်လေးအတိုင်းဆိုရင်ပထမဦးဆုံးပေါ့နော်အပထမရိုးမာလို့ပေါ့မိဘနှစ်ယောက်မှာတယောက်က A သွေးနောက်တစ်ယောက်က A သွေးဆိုရင်မွေးလာတဲ့ကိုယ့်ရဲ့သားသမီးက A သွေးလည်းဖြစ်နိုင်သလို O သွေးလည်းဖြစ်နိုင်ပါတယ် ုတိယရိုးမှာရေးထားသလိုမိဘနှစ်ယောက်မှာတစ်ယောက်က A သွေးနောက်ထပ်တစ်ယောက်က B သွေးဆိုရင်တော့သူကအမျိုးမျိုးဖြစ်နိုင်သွားပြီဒါသမီးမှာ၄မျိုးစလုံးဖြစ်နိုင်တယ် A သွေးလည်းဖြစ်နိုင်တယ် B သွေးလည်းဖြစ်နိုင်တယ် AB သွေးလည်းဖြစ်နိုင်သလို O သွေးလည်းဖြစ်နိုင်ပါရဲ့ရှင်ရဒီဇာမပါတလိုမျိုးပေါ့နော်တတရာရိုးစတုဒါရိုးမှာဇတိုက်အကုန်လုံးဒါဖြစ်နိုင်တဲ့သွေးအုပ်စုအမျိုးအစားတွေကိုအဲကျွန်မပြန်ပြီးတော့ဂျစ်လုတ်ပြီးတော့ထုတ်ပေးထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါအခုဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုရင်မိဘမှာရှိမဲ့သွေးအမျိုးအစားပေါ်မှာမူတည်ပြီးတော့တာသမီးကဘယ်သွေးအမျိုးအစားအုပ်စုတွေဖြစ်နိုင်ရင်လဲဆိုတာကိုတွက်ကြည့်နိုင်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါရှင်